လုံးဝမင်္ဂလာပါကျွန်တော်တို့64ရွေးနဲ့ပြန်လဲကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့ကတော့ Andre Santo အကြောင်းပြောအောင်ပါနော် Andre Santo ကကျွန်တော်တို့အသင်းကို2024ခုနှစ်မှာရောက်ရှိခဲ့တယ်ပေါ့နော်ဒီကသမားလေးက Basco တကားမရဲ့ Academy တွေကကသမားတယောက်ဖြစ်တယ်ပေါ့နော် Basco တကားမမှာ2023-24ရာသီမှာ Senior အသင်းမှာခြေစွမ်းပြခဲ့တယ်ပေါ့ခြေစွမ်းပြလို့ကျွန်တော်ချက်စီရနဲ့ပြောခေါ်ယူတယ်ပြီးတော့ဒီ Mickey Club ကိုပဲပြန်အားချတယ်ပေါ့နော်အားချတဲ့အလျောက်ပါပဲသူကလည်းကောင်းကောင်းခြေစွမ်းပြတယ်ဒါကြောင့်မို့ချက်စီက အသင်းကြီးကိုနေရာပေးမယ်ဆိုလို့ရှိရဲချက်နဲ့ကျွန်တော်ပြန်ခေါ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အသင်းကြီးမှလည်းအန်ဆိုဖာလန်ဒက်လို့ဝိုင်ဆာကန်စီတို့လို့ဒီလိုကစားသမားတွေနေရာယူထားတာကြောင့်မသူ့အနေနဲ့နေရာရဖို့မဖြစ်နိုင်ဘူးပေါ့နော်ပြန်လာတဲ့နောက်မှာတော့ဒီ Northern Forest ကိုငါထက်ချတယ်ပေါ့နော်ငါထက်ချတဲ့နေရာမှာ Northern Forest နဲ့ချာမှာစာချုပ်ကဘယ်လိုပါလဲဆိုတော့သူတို့ကစားသမားလေးကိုနေရာပေးစီခြင်းနဲ့နေရာပေးဦးဆိုရင်တော့လုံလောက်တဲ့ပွတ်ထွက်ခွင့်မရဘူးဆိုရင်တော့ငါတို့အနေနဲ့ပြန်ပြီးတော့ခေါ်ယူမယ်ပေါ့နော်ဒီလိုမျိုးစာချုပ်ချုပ်လိုက်တဲ့ အခါမှာတော့ဒီ foreign နဲ့လုံတော့တဲ့ portrait ခွင့်မပေးနိုင်ဘူးပေါ့နော်မပေးနိုင်တဲ့အပေါ်မှာ Chelsea ကပြန်လဲခေါ်ယူတယ်ပြီးတော့အဲဒီ Mayfair Club ဖြစ်တဲ့ Sandstorp ကိုအငှပြန်ချတယ်ပေါ့ဗျာအငှပြန်ချလဲနောက်မှာတော့ Henry Sandu ကသူ့ရဲ့နေရာအမှန်ကိုတွေ့သွားတယ်ခြေစွမ်းပြတယ်တရားဒီလိုအနေထားနဲ့ကောင်းကောင်းကြီး run နိုင်ခဲ့တယ်လို့ပြောလို့ရတယ်ဒီအသင်းကိုလည်းကျွန်တော်တို့ခေါင်းဆောင်လက်ပတ်နဲ့ conference league ဝင်ဝင်ရောက်အောင်ထိ ဆွဲတင်နိုင်ခဲ့တယ်ပေါ့နော်ဒီအမီဆန်တို့ကကျွန်တော်တို့ဒီပြည်ရဲ့ယာတိက34ဝဲထိဘယ်ဝဲဆုံးပါဝင်ကစားခွင့်ရတယ်စက်တကိုးအတွင်းတယ်ပေါ့နော်စက်တကိုးအတွင်းတယ်ငါးကိုးဖန်တီးတယ်ဒီပမာဏကကျွန်တော်တို့ချက်စီးမှာရှိတဲ့အကွင့်လေကစားသမားတွေထက်အများကြီးတာလွန်နေတာကိုကျွန်တော်တို့အန်ဟောဆိုတာတွေ့ခဲ့ရတယ်ပေါ့နော်ကျွန်တော်တို့လက်ရှိချိန်မှာဆိုရင်အဆိုပါနန်ဒတ်တို့ကန်စီတိုတို့ဆိုတာကျွန်တော်တို့အတင်းဒါမှမဟုတ်ကျွန်တော်တို့ဒီပရီးမီးယားလိဂ်မှာအကောင်းဆုံးကွင့်လေအတွေ့အကြုံတွေရမှာ တွဲဖြစ်ပါဝင်တာကိုတွေ့ရတယ်ဒီဒီတွဲထက်ကိုကျွန်တော်စတက်တေရပေါ့နော်အန်ရီဆန်တိုကတာလုံနေတာကိုတွေ့ရတယ်ဒါကြောင့်လဲကျွန်တော်တို့အန်ရီဆန်တိုကိုပြန်ခေါ်ပြီးတော့ကလဝါကတ်ကိုခေါ်သွားခဲ့တာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကလဝါကတ်မှာအန်ရီဆန်တိုကနေရာရနေခြင်းမရှိဘူးပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ညီကုံနဲ့တူဆွေးနွေးကြည့်တာ main topic ကဒါပဲပေါ့နော်ကျွန်တော်ဒီ2024 25ရာသီရဲ့ဒီ study ကို ကျွန်တော်အန်ရူအန်ဆိုဖာနတက်နဲ့ဒီအန်ရူဆန်တိုအန်ရူဆန်တိုနဲ့ဒီမဆက်ကိုင်တီလို့ကိုင်စီလို့ပေါ့နော်ဒီလို compare လုပ်ပြီးတော့ကြည့်တဲ့အခါမှာအများကြီးတိတ်ပြီးတော့ကွာဟနေတာမျိုးမတွေ့ရဘူးပေါ့နော်တချို့အပိုင်းတွေမှာဆိုရင်အန်ရူဆန်တိုကတီးတကတာလုံနေတာတောင်မှတွေ့ရတဲ့အပိုင်းကြီးအများကြီးတွေ့ရတယ်ဥပမာကျွန်တော်ကို contribution ဒီ go ပေါင်ရပတ်သက်မှုမှာဆိုရင်ဒီကျွန်တော်တို့ရဲ့ကွန်လပ်ပိုင်ဆိုရဲကိုယ့်လက်အတွေ့အထိပို့ပြီးတော့တာတာကိုတွေ့ရတယ်ပြီးတော့ ဒီအဆိုပါနဲ့တက်ဟိုပို့ပြီးတော့တာတယ်အပိုင်းကပါလို့ဆို shooting ပေါ့တော့ shooting ပိုင်းမှာအာဒီ Amazon တို့ဟာနေရာစုံကနေပြီးတော့ကိုသွင်းနိုင်တဲ့ကစားသမားအဖြစ်ကျွန်တော်တို့မြင်ရတယ်ပေါ့နော်အဆိုပါနဲ့ကတော့ area ပေါက်ထဲမှာပို့ပြီးတော့လှုပ်ရှားတယ်ပို့ပြီးတော့ကိုသွင်းတယ်ပေါ့နော်ဒီနေရာမှာအဆိုပါနဲ့တာဆိုလို့ person ပိုင်းပေါ့နော် person ပိုင်းကတော့ဒီ Amazon တို့ထက်ပို့ပြီးတော့အဆိုပါနဲ့ကပို့ပြီးတော့တာတာကိုတွေ့ရတယ်ဆိုတော့ဒီ area jewelry ground jewelry ဒါတွေကတော့ကျွန်တော်တို့ အဲဒီစန်တိုကအန်ဇိုပါနန်တဲ့အပြတ်သက်ပို့ပြီးတော့တာတော်တွေ့ရတယ်ဒါလည်းကျွန်တော်တို့အန်ဇိုပါနန်ရဲ့ပြဿနာတော့ပို့ဖို့ပေါ့နော်အန်ဇိုပါနန်ကကျွန်တော်တို့နေပြရဲ့ပုံပြောင်းအစီအစဉ်ကြောင့်ကျွန်တော်ရှေ့တက်ကစားရတဲ့ခါမှာဒါတွေကတိတ်ပြီးတော့မကြုံတွေ့ရဘူးပေါ့နော်ဆိုထပ်ပြီးတော့အဟုတ်ဆိုတွေ့ရတာပါလေဆိုတော့ white side cancer တို့နဲ့ and we santo ရဲ့ study ကမကွာတာကိုတွေ့ရတယ်တပွဲပြင်းပြပေါ့နော်ကျွန်တော်နည်းနည်းလေးရှင်းပြကြတယ်တပွဲပြင်းပြ and we santo ဟာဒီပြည့်ရတဲ့ယာတိမှာ ဟောပတ်အကျူရစီပေါ့နော်ဘလုံးပေးပို့မှုတိကျမှုပေါ့နော်တိကျမှုပိုင်းမှာဆိုရင်85ရာခိုင်နှုန်းတိတိကျခဲ့တယ်ဒီမော့ဆက်ကန်စီတို့က88ရာခိုင်နှုန်းတိတိကျခဲ့တယ်ပြီးတော့ဒီဘလုံးဖြတ်ယူမှုပေါ့နော်ဘလုံးဖြတ်လို့ရဲ့အပိုင်းမှာဆိုရင်ဒါမကွာတဲ့အနေထားမျိုးပေါ့နော်တပွဲကို4.7ဘန်တီရှိရပေါ့နော်ဒီမော့ဆက်ကန်စီတို့ကလည်း4.7ဘန်တီရှိတာကိုတွေ့ရတယ်ဆိုတော့ now ဟိုဘလော့ တဲ့နေရာမှာပေါ့နော်ဘလုံးကိုဘလောတဲ့နေရာမှာ Harrison တို့က1.890ရှိတယ်။ WhatsApp ကစီတို့ကတော့1.90ရှိတယ်။ဆိုဒီနေရာမှာအများကြီးกว่าနေရာမျိုးမရှိဘူး။0.1လောက်ပဲกว่าတယ်။ဒီလိုမျိုးအောင်လို့ဆိုတာတွေ့ရတယ်။ဆိုနောက်ထပ်တစ်ချက်ကပါလဲဆိုတော့ဒီတန်ကယ်လုတ်တဲ့ပိုင်းနေမှာဆိုရင်လေတပွဲပြင်းများ WhatsApp ကစီတို့က7.3ရှိရယ်။ကျွန်တော်တို့ဒီ Anderson တို့က 6.7ဗန်တီရှိရပေါ့ဒီလိုမပြောသလောက်กว่าတဲ့အနေအထားမျိုးလေးတွေ့ရတယ်အရူဆန်တိုကဘယ်နေရာမှာငွေဆက်ကန်သူတို့တက်ပို့ပြီးတော့တာလဲဆိုရင်ဒီ ground jewel ပေါ့နော် ground jewel တွေမှာဆိုရင်အရူဆန်တိုကငွေဆက်ကန်စီတို့တက်ပါဆန်30လောက်ထိပို့များတာကိုတွေ့ရတယ်ဆိုတော့ငွေဆက်ကန်စီတို့ကတော့ဒီ area jewel တွေမှာပို့ပြီးတော့တာတာကိုတွေ့ရတယ်ဒီနေရာမှာတော့ဒါအရူဆန်တိုက area jewel တွေမှာအရက်ရှိပေမဲ့လည်းတိတ်ပြီးတော့အမတန်မှုလို့ ယူဆလို့ရတဲ့အနေအထားမျိုးပေါ့နော်ဒီလိုမျိုးတွေပြောတာကကျွန်တော်ကအန်ရီဆန်တို့ဟာဟိုပို့ပြီးတော့ကျွန်တော်တို့အသင်းကွင်းလေထက်ပိုကောင်းတယ်လို့ပြောချင်တာမဟုတ်ဘဲနဲ့ official stat တွေကိုပဲကျွန်တော်ကချပြတာဒါကျွန်တော်တို့ဒါကုခဲမှာလဲကျွန်တော်ရှာပြီးတော့ကြည့်လို့ရတယ်ဒီ stat တွေကကျွန်တော်လိမ်ပြောနေတာတခုမှမပါဘူးပေါ့နော်ဆိုတော့ကျွန်တော်ပြောချင်တာကဒီအန်ရီဆန်တို့ဟာ နေရာပေးလောက်အောင်ဒီကောင်းတယ်လို့ကျွန်တော်ကပြောချင်တာဒီအန်ဆိုပနန်ဒတ်တို့ဝက်ဆက်ကန်စီရိုတို့ဒီကစားသမားတွေထက်ပိုကောင်းနေတယ်လို့ဆိုလိုချင်တယ်မဟုတ်ဘူးလေနေရာပေးလိုက်ပေးလောက်တဲ့ခြေစွမ်းမျိုးရှိတယ်မိနစ်နေငယ်ကံဝင်ရတဲ့နေလို့ကျွန်တော်ပြောချင်တာကျွန်တော်တို့အခုလက်ရှိမှာခေါ်ဆောင်လာတဲ့ဒါရီယိုအဆူကိုတောင်မှမိနစ်နေငယ်ရတယ်ဆိုရင်အန်ရီဆန်တို့ကပါကြောင်းမရတာလေဒီနေရာမှာပြောစရာနှစ်ခုရှိတယ်ဗောနော်တစ်ခုကတော့ဒါနီးပြအကြောင်း လာပေါ့နော်ဒါဒါမှမဟုတ်သူ့ assistant ရအသုံးဝင်လို့လာဒါမှမဟုတ်ကစားသမားရဲ့ personality ကိုမကြိုက်လို့လာတော့ဒီကစားသမားရဲ့ကစားပုံကိုမကြိုက်လို့လာဒါမျိုးတွေးရရှိတယ်ဒါပေမဲ့ assistant ကြောင့်မကြိုက်မကြိုက်လို့လာဆိုတဲ့ဟာကတော့ဟိုနည်းနည်းတော့ပြောရရှိရဲ့ဘာလို့လဲဆိုတော့တော့မကြည့်ရသေးပဲနဲ့ဒီ system ကိုဒီကစားမလည်းညွှန်မကစားနိုင်ဘူးလို့ယူဆရတော့ဒါနေပြားရဲ့အတွေ့မှားတယ်လို့အာကျွန်တော်ပြောချင်တယ်နောက်တစ်ချက်တက္ကနအနေနဲ့ဆိုရင်ဒါအသိဘက်က ဒီ cloud worker ကိုခေါ်ဆောင်ခြင်းနဲ့မြို့ရမယ်၃၃တိဖြစ်စေမ၃တိဖြစ်စေပေါ့နော်ဒီလိုမျိုးအနေအထားမျိုးကိုဟာဒါအတင်းဘက်ကနေပြီးတော့ဖန်တီးရလဲဖြစ်နိုင်တယ်ပေါ့နော်ဟောဘာကြောင့်ဒီလိုမျိုးဖန်တီးရလဲဆိုတော့ဒါတန်ကြီးကြာတော့မှာဆိုလို့ပေါ့နော်ဒီလိုလူငယ်ကစားသမားလူငယ်ချစ်တဲ့တကယ်ဥရောပအတင်းကြီးတွေကလည်းစိတ်ဝင်စားနေပါတယ်ဆိုတဲ့ကစားသမားကိုကျွန်တော်တို့စေလို့စီမှာမခေါ်ဘဲနဲ့ခြံထားခဲ့ရင်ကျွန်တော်တို့ရဲ့တန်ကြီးကြာသွားနိုင်မယ်ဆိုတော့ဒါဟိုတစ်ဖက်က စဉ်းစားကြည့်တာပေါ့နော်တက္ကနာဖြစ်တယ်ကျွန်တော်တို့တကယ်လို့ဟိုခြေစမ်းပြရဲဆိုရင်လည်းအတိမကအရှုံးမရှိဘူးလို့ပြောလို့ရတယ်ကျွန်တော်တို့ထပ်ပြီးတော့ဈေးတင်ပြီးတော့ရှောင်းလို့ရတဲ့အနေအထားမျိုးပေါ့နော်ဒါကအတိမကနေပြီးတော့မြင်တဲ့အမြင်ဖြစ်တယ်ဆိုတော့ဒီကသာသမားကိုခေါ်ဆောင်လာလို့ကျွန်တော်တို့အဲဒီမှာအကျိုးရောက်သွားမျိုးလို့မရှိဘူးပေါ့နော်အကျိုးပိုထူလာတာပါပဲအာကျွန်တော်တို့ရှိမယ်ဒါကြောင့်မို့ကျွန်တော်တို့ခေါ်ဆောင်လာရလို့ပဲတွေးရပေါ့နော်နေပြနေနေတော့တိတ်ပြီးတော့ဟိုကြိုက်တဲ့ပုံတော့ မပေါ်ဘူးပေါ့နော်အာပုံမှန်ဆိုရင်ဒီကစားသမားဒီလောက် step တွေဟောကောင်းနေရပေါ့နော်ဒီအရင်သွေးအဖြစ်လဲသူတို့မြင်တွေ့ခွင့်ရှားပြီးသားကစားသမားတယောက်ကိုသူတို့ချန်တ်ထားလောက်အောင်ဒီလိုနီးပြအနေနဲ့မယူးမိုက်ဘူးလို့တော့ထင်တာပဲနီးပြကဒီအန်ဒရီဆန်တိုကိုကစားခွင့်မရတဲ့အပေါ်ဘာပြောထားရှိလဲဆိုဟိုဘလို့ချင်းနေတယ်ဖြစ်ဖြစ်ပါပေါ့နော်ဒီဟာအကောင်းဆုံးလုပ်နေဖို့ပဲလိုတယ်ပေါ့နော်အခွင့်အရေးတွေကအနောက်မှာ လာလိမ့်မယ်ပေါ့နော်ဒါဒါမျိုးပြောသွားတာရှိရယ်ဆိုတော့ဒါဘာကြောင့်ပြောလဲဆိုတော့ဒီနောက်လာမယ့် aspirant နဲ့ပွဲမှာသူ့အနေနဲ့ aspirant ကိုသုံးကောင်းသုံးနိုင်တယ်ဘာကြောင့်လဲဆိုတော့ဒီ Cristiano အာနေမကောင်းနေတယ်လပိုင်းကိုယ်ရည်တွေမကောင်းနေဘူးဆိုတော့အကြောင်းဒါကိုဒီပရကွန်ဖတ်မှာပေါ့နော်ပရကွန်ဖတ်မှာနိဗျအန်ဆိုမာစကာပြောသွားဖြစ်တဲ့အတွက်ကြောင့်မို့အာဒီတုံးပြလာနိုင်တာကြောင့်ဒါမျိုးစကားတွေထွက်တယ်ပေါ့နော်ဆိုတော့ အစွားနဲ့နဲ့ပွဲတော့စောင့်ကြည့်ရမယ်ပါဖို့တော့အခွင့်လန်းတော့များတယ်ပေါ့ဒီပြအနေနဲ့လည်းဒီလိုပွဲမျိုးမှမတုံးဘူးဆိုရင်လည်းထပ်ပြီးတော့ဝေဖန်တန်တွေကအကြားဖို့ပဲရှိတယ်ပေါ့နော်ဆိုတော့ဟိုကျွန်တော်အမြင်အရဆိုရင်တော့ဒါဒီပြကတော့တိတ်ပြီးတော့ကြိုက်တဲ့ပုံတော့မပေါ်ဘူးအတင်းဘက်ကခေါ်ဆောင်ဖို့အမိန်ပေးတဲ့ကြောင့်အမိန်ပေးတာကြောင့်ကျွန်တော်ပါလာတယ်လို့ပဲကျွန်တော်ကယူဆတယ်ဆိုတော့ကျွန်တော်နောက်ရတီမှာနေရာပေးဖို့ဖြစ်နိုင်လားဆိုတော့အကြောင်းအရာတော့ကျွန်တော် နောက်ထပ် topic တစ်ခုဖြစ်မယ်လို့ထင်ပါတယ်ဒီကိုတော့ပေါ့နော်ဘယ်လိုမြင်လဲအာဒီကိစ္စမဟုတ်ဘာကြောင့်နေရာမပေးလဲနေရာပေးရင်ရောဘာဖြစ်မှာလဲဒါနဲ့ပတ်သက်ပြီးတော့ဒီကိုရဲ့အမြင်ကိုလည်းကိုမမမချက်ပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်